်မင်္ဂလာပါရှင်23ရက်6လမှ29ရက်6လတပတ်တာတနင်္ဂနွေသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကိုင်းကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါလိမ့်ရှင်တနင်္ဂနွေသားသမီးချင်းမိတ်ဆွေဒီတပတ်မှာအလုပ်နဲ့ပတ်သက်ပြီးတော့ခံအားရကောင်းနေတယ်အလုပ်မှာလုပ်ငန်းတွေတိုးချဲ့ရတဲ့အောင်မြင်ပေးရောင်းရင်းဝင်ရဖျားဖျားနဲ့ပတ်သက်ပြီးတော့လည်းရောင်းပန်းဝယ်ပန်းတွေပွင့်လန်းစေပဲတပတ်တာလို့တွေ့ရပါတယ် တန်မိုးကြီးသောပစ္စည်းများဝင်လာဖို့ရှိနေပါတယ်။မိမိအနေနဲ့ကိုကငွေကြီးကိစ္စတွေပြောဆိုထားတဲ့အရာလေးတွေလည်းပဲငွေကံပေါ်စီမင်းငွေနဲ့ပတ်သက်ပြီးတော့လက်ရွှေစီမင်းရရန်ရှိသောငွေကြီးများလည်းပဲလက်ဝဲသူပိုင်ဆိုင်ရရှိစေမဲ့တပတ်တာလို့တွေ့ရပါတယ်။မိတ်ဆွေအပေါင်းအသင်းနဲ့ပတ်သက်ပြီးတော့မိတ်ဆွေအပေါင်းအသင်းကအထင်မြင်လွဲမှားမှုတွေခံရတဲ့တည်းဒါတို့ကယူဆိုင်ပေးရတယ်။အဓိကတော့မိမိရဲ့တပတ်တာမှာ ြောတာဆိုတာလေးတွေကိုအရန်တတိထားပြီးတော့ပြောဆိုဆက်ဆံပါအထင်မြင်လွဲတာတွေကိုခံရတတ်ပါတယ်အိမ်နဲ့ပတ်သက်ပြီးတော့နောက်ဆန်တင်ရမယ်အိမ်ကိစ္စကြောင့်မိမိရည်ရွယ်ထားတဲ့ကိစ္စလေးတွေနှောင့်နှေးစီတဲ့အရာလေးတွေလည်းတွေ့ရပါတယ်ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့မိမိကိုဆွေမျိုးသားချင်းကအကူအညီပေးမယ်ဆိုပြီးတော့ရည်ရွယ်ကြံစီထားတဲ့ကိစ္စလေးတွေအထမမြောက်ဘူးအဲ့တော့နောက်ကျသွားတဲ့တည်းမရတာမဟုတ်ဘူးရမယ်တိုးပေမဲ့နောက်ကျသွားမယ်လို့တွေ့ရတယ်နော် ရန်အနေရဲ့အတိုက်ခိုက်လုံးဝမရှိရပြင်ချစ်သူခင်သူတွေပေါင်းများလာပေတပတ်တာလို့တွေ့ရပါတယ်။အချီးနဲ့ပတ်သက်ပြီးတော့မိမိချစ်သူကအလိုလိုက်တာရခံမိ။နောက်မိမိချစ်သူကမိမိပေါ်မှာရည်ရွယ်ချက်ကြီးကြီးမားမားလေးတွေလုပ်ပေးတာမျိုးလေးရရှိစေမိ။အိမ်တော်ကြီးနဲ့ပတ်သက်ရင်လည်းအိမ်တော်ကြီးအေးချမ်းသာရမယ်တပတ်တာလို့တွေ့ရပါတယ်။ကျမ်းမာရင်လည်းပတ်သက်ရင်တော့ခရုစိုက်ပါအဓိကတော့ခါနာမေးခါချောညံ့မေးခါနဲ့ပတ်သက်တဲ့ဝေဒနာလေးတွေဖြစ်တတ်တယ်ဒါကိုခရုစိုက်ပါ အေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူး။ဘာကြောင့်လဲဆိုရင်အိမ်ကိစ္စနဲ့ပတ်သက်တာနောက်ပြီးတော့ငွေကြေးကိစ္စအိမ်ဟိုအကြောင်းပြုပြီးတော့ငွေကြေးပြောရမယ့်ကိစ္စလေးတွေဆိုရင်တာဝန်ယူလိုက်ရတာဖြည့်ရှင်းပေးလိုက်ရတာဒီလိုခက်ခဲလေးတွေကိုတွေ့ရပါတယ်။ကံနဲ့ပတ်သက်ပြီးတော့ကံအကောင်းနေထီတိုးကံဆန်းကျင်နေဆိုရင်တော့ငါးတလုံးထီတိုးကံဆန်းလို့ရပါတယ်။ ဒီလိုအခြေအနေမျိုးမှာခရီးနဲ့ပတ်သက်ပြီးတော့ရှောင်တဲ့နေအဲ့တော့ပြည်တွင်းရောပြည်ပရောခရီးကန်လေးတွေအားနေနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ခရီးကိုမသွားစေချင်သေးဘူးနော်အောင်နဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေခြုံငုံပြီးကြည့်လိုက်တဲ့အခါမိမိအနေနဲ့ကိုဖြစ်ချင်တဲ့အရာလေးတွေကိုလုပ်ချင်တဲ့အရာလေးတွေကိုရည်ရွယ်ထားတဲ့အတိုင်းအကောင့်ထဲပေါ်စီပြီးတော့ လုံတိုင်တဲ့အရာလေးတွေ့ရသလိုမိမိလုံလိုက်တဲ့အရာလေးတွေဟာလည်းပဲအကျိုးဖြစ်ထွန်းမှုလေးတွေရရှိစေမယ့်တပတ်တာလို့တွေ့ရတယ်။ဒီတော့တနင်္ဂနွေသားသမီးချစ်မိတ်ဆွေတို့ကံထောက်ပတ်ဖြစ်စေတဲ့ရည်ရာကောင်းလေးဆံမအပေးချင်ပါသေးတယ်။တနင်္ဂနွေသားသမီးချစ်မိတ်ဆွေဒီတပတ်မှာပြုလုပ်ဆောင်ရမယ့်ရည်ရာကဖိုးကြီးတန်ကားတော်တွေဝတားဟင်းဆွန်လောင်းလူခြင်းဖြင့်ကုသိုလ်ယူခြင်းဖြင့်မိမိခိုင်ခိုင်နေသောတပတ်တာပြည်လေသွားမယ်လို့တွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်23ရက်6လမှ29ရက်6လတပတ်တာ ဒီနေ့မှာသားသမီးချစ်မိဆွေရဲ့အလုတ်ကိုင်ကနေစတင်ဟောပြောပြမှာပဲဖြစ်ပါတယ်ရှင်။ဒီနေ့မှာသားသမီးချစ်မိဆွေအလုတ်မှာထင်ပေါ်ခြင်းအောင်မြင်ခြင်းနောက်ပြီးပြီးလုတ်ကိုင်တဲ့ကိစ္စလေးတွေမှာကိုမထင်ထားလောက်အောင်လုပ်ငန်းလေးတွေတွင်းကျဲစီတယ်။နောက်တစ်ခုကကျတော့ဒီဝန်တန်းတို့လက္ခဏာတို့လုပ်တဲ့သူဆိုရင်ယာတို့ဌာနသရဒီရရှိစီတာမျိုးအလုတ်ကနေလစာတိုးတာမျိုးတရင်ကောင်းနေကြရတာမျိုးဒီလိုလေးတွေ့ရပါတယ်။တံမူးကြီးသောပြည်စီများဝင်လာဖို့ရှိနေပါတယ်။ မိစေပေါင်းတင်နဲ့ပတ်သက်ပြီးတော့မိစေအပေါင်းတင်ကမိမိအပေါ်မှာယုံကြည်တယ်၊နှီးစားတယ်၊အားကိုးတယ်အဲ့ဒါကိုတခြားသောသူတယောက်ကကြားဝင်နှောက်ရတာမျိုးအဲ့တော့မိဆွေနဲ့ကိုနဲ့ကြားထဲမှာအထင်မြင်လွဲပါတာမျိုးလေးဖြစ်တတ်တယ်ဒါလေးကိုလိုသတိထားပါနော်အိမ်နဲ့ပတ်သက်ပြီးတော့အိမ်ရအကြီးကြီးတွေအိမ်ရမိသားစုဝင်တွေတယောက်ပြီးတယောက်ကြောင်းဝိုင်းညံလို့စိတ်ပူပန်ရတာလေးတွေ့ရတယ်။ဆွေမျိုးသားချင်းတွေကမိမိအပေါ်မှာလိန်တန်ညာတာလေးခံတတ်တယ်ဒီအတွက်ကြောင့်ကိုယ်ကစိတ်မကောင်းဖြစ်ရတတ်တယ်နော်။ ရန်ဒီဆူဆူဝါအတိုက်ကိတ်တော့မတွေ့ရပါဘူးရှင်။အချီးနဲ့ပတ်သက်ပြီးတော့ညီနေမဲ့တပတ်တာပါ။အီနောင်ကြီးနဲ့ပတ်သက်ရင်တော့မိသားစုတွေအလူတန်းလေးတွေနဲ့ဒီအလူရေဆက်တန်းနဲ့မကွာလှူရမယ့်တပတ်တာလို့လည်းပဲတွေ့ရပါတယ်။ကျမကြီးနဲ့ပတ်သက်ရင်တော့ခရီးဆိုင်ပါကျမကြီးကယောဂါဆိုဒုက္ခဆိုမတွေ့ရအောင်ယုတ်တိရဲ့ဖြစ်စီတဲ့အရာလေးဖြစ်တတ်တယ်ယုတ်တိရဲ့ဖြစ်စီတဲ့အန်ဒီရေဆိုတာကဥပမာအကောင်တကောင်ကိုက်လိုက်တာ ဒါမှမဟုတ်လို့ချင်းလမ်းသွားရင်ခလုတ်တိုက်တာမျိုးထိမိခိုက်ပြီးတိုက်မိတာမျိုးတွေးထက်တိုင်ယူဖြစ်တာမျိုးအဲ့ဒါလေးတွေ့ရတယ်။အေးချမ်းမှုငြိမ်းချမ်းမှုမတွေ့ရသေးဘူး။ဒီတစ်ပတ်တောင်မှဘာလို့လဲဆိုတော့ကိုကအလုပ်တွေကိုတအားအောက်တုံခွန်ဆိုင်လုပ်နေတယ်။အဲ့ဒီအလုပ်တွေနဲ့ပတ်သက်ပြီးတော့လည်းပဲကိုကကောင်းတဲ့သတင်းထွက်တာမျိုးရှိတယ်။နောက်ပြီးတော့မကောင်းတဲ့သတင်းအထွက်ခံရတာမျိုးရှိတယ်။အဲ့ဒီတွေ့ကြမှုလို့အာယုံအရင်နောက်ရမယ်။ဒီအတွက်မအေးချမ်းသေးဘူးပေါ့နော်။ကံနဲ့ပတ်သက်ပြီးတော့ကံအားကောင်းတယ်ထီထူးကံဆန်းမယ်ဆိုရင်တော့6တလုံးထီထူးကံဆန်းလို့ရတယ် ခီးနဲ့ပတ်သက်တဲ့ခံအားလေးကောင်းတယ်ပြည်တွင်းရောပြည်ပအောင်ခီးကံလေးတွေအားတာချက်ရှိရလို့တွေ့ရတယ်။အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်းစရာတွေခြုံငုံပြီးကြည့်လိုက်တဲ့အခါမှာအမျိုးသမီးတစ်ယောက်ကမိမိအပေါ်မှာဒီစေတနာနဲ့ပြောလိုက်တဲ့အရာလေးညာနေပြီးတော့မှဝေဒနာဖြစ်သွားစေတာပေါ့နော်အဲ့တော့အခြားသောအမျိုးသမီးတယောက်ကအကြံဉာဏ်ကောင်းပေးလာတဲ့အခါမှာအဲ့ဒီရဲ့အကြံဉာဏ်ကိုမငင်းသင့်ဘူးလို့တွေ့ရပါတယ်ဒီတော့တင်းနေလာသားပြီးချမိတ်ဆွေရဲ့တပတ်တာကံထောက်ပံ့ဖြစ်စေတဲ့ရေရာကောင်းလေးဆံမပေးချင်ပါတယ် တနင်္လာသားသမီးချင်းမိတ်ဆွေတပတ်တာလုံးမှာအဓိကတော့တရဏကုံအတိတ်ထံဝင်ပိတ်ခြင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်လည်သွားမယ်လို့တွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်။23ရက်6လမှ29ရက်6လတပတ်တာအင်္ဂါသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကံကနေစတင်ဟောပြောပေးပါမယ်ဖြစ်ပါလေရှင်။အင်္ဂါသားသမီးချင်းမိတ်ဆွေအလုပ်ကံမကားမှုအလုပ်နဲ့ပတ်သက်ပြီးတော့ စိတ်ညစ်စရာစိတ်ရှုပ်စရာနာမည်ပြက်စရာဂုဏ်သိက္ခာကျစရာလေးတွေရှိတယ်။ဒါကြောင့်တတိထားပါအယောင်းဝယ်သမားများဆိုရင်အယောင်းဝယ်နဲ့ပတ်သက်ပြီးတော့ထိုးကြတာအယောင်းဝယ်တွေငြိမ်းနေတာရောင်းမကောင်းတာလက်ပိတ်နေတာဒီလိုလေးရှိတယ်နော်ဂယူစိတ်ပါ။တာမိုးကြီးတော့ပြည်စီထွက်တတ်ပါလိမ့်။မိတ်ဆွေတွေရဲ့အကူအညီကောင်းထောက်ပံ့ကောင်းတွေရဖို့အပြေအဝါရရှိပါမယ်ဖြစ်ပါလိမ့်။အိမ်နဲ့ပတ်သက်တဲ့ကိစ္စရည်တွေစီစဉ်ညွှန်ကြားတဲ့အခါမှာအဆင်ပြေမယ်မိမိဖြစ်စီခြင်းတဲ့အတိုင်းပုံစံတကျတဲ့အဆင်ပြေသွားမယ်လို့တွေ့ရတယ် ဆွေမျိုးသားချင်းရဲ့ပြစ်တင်ပြောဆိုဝေဖန်မှုလေးတွေခံရတဲ့ရန်အတိုက်အခံနှောင့်ယှက်ရှိတယ်ဒါကြောင့်သွားသတိနာသတိအမြဲရှိပါနော်အခြေအနေနဲ့ပတ်သက်ပြီးတော့ချစ်သူရဲ့ညိုညင်တာတွေခံရတဲ့တည်းအိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အောက်လက်ငယ်သားတွေကြောင့်မလို့စိတ်ညစ်စရာဆိတ်ရှုပ်စရာလေးကြုံရတဲ့တည်းကျမကြီးနဲ့ပတ်သက်ပြီးတော့ခဏခဏချူချတတ်တယ်အဓိကတော့အေးအေးပတ်ပြီးနောက်ပြီးတော့နှာစီးချောင်းဆုပ်ဖြစ်ပြီးခဏခဏစီကံပြရတဲ့တည်း အေးချမ်းချင်းငြိမ်းချမ်းချင်းရောက်ရှိလာမယ်တပတ်တာပါဘလောက်ပဲဘလူတွေခက်ခဲရှိနေပါစေမိမိအနေနဲ့23 24 25ဒီလိုရက်တွေမှာဘလောက်ပဲကတိလည်နာဖြစ်ဖြစ်နောက်ပိုင်းကိစ္စမှာကိုလုံးဝမယ်ကြင်ရမယ်ကိစ္စလေးတွေမှာအဖက်ဖက်ကနေပြီးတော့အကူအညီကောင်းလေးတွေဝင်လာမယ်လို့တွေ့ရပါလိမ့်ကံနဲ့ပတ်သက်ပြီးတော့ကံအားအလွန်ကောင်းပါတယ်ထီထိုးကန်ဆန်းခြင်းနဲ့ဆိုရင်တော့တစ်တလုံးထီထိုးကန်ဆန်းလို့ရပါတယ် ခီးနဲ့ပတ်သက်ပြီးတော့အားနေတယ်ဒါကြောင့်မလို့ခီးသွားမဲ့ချိမိစေမြာခီးခံအားနေတဲ့အတွက်ကြောင့်ဒီတစ်ပတ်မှမထွက်ပဲနေဒီတစ်ပတ်ကြုံတော့တောင်းမှထွက်ရင်ပိုကောင်းပါလိမ့်အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာခြုံငုံပြီးတိလိုက်တဲ့အခါမိမိကဘလောက်ပဲအကောင်းဆုံးနေဖန်တီးပေးပေးဘလောက်ပဲလှုပ်ပေးပေးဘလောက်ပဲကြိုင်ပေးပေးအကောင်းအမြင်မခံရတဲ့တစ်ပတ်တာလို့တွေ့နေရပါလိမ့်ဒီတော့အင်္ဂါသားသမီးချိမိစေအတွက်ကံထောက်ပံ့ဖြစ်စေတဲ့ရေရာကောင်းလေးဆံမပေးချင်ပါလိမ့်အင်္ဂါသားသမီးချိမိစေပြုလုပ်ဆောင်ရမယ့်ရေရာက စာကလေး9កောင်လွှတ်ပေးခြင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံ ပြည်လည်သွားမယ်လို့တွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။23ရက်6လမှ29ရက်6လတပတ်တာဗုဒ္ဓဟူးသားသမီးချင်းပိစုရဲ့အလုပ်ကံကနေစတင်ဟောပြောပြမှာဖြစ်ပါတယ်ရှင်။ဘုဒ္ဓဦးသားသမီးချင်းပိစီအလုံးနဲ့ပတ်သက်ပြီးတော့အတိုက်ခံအရန်များတွေငွေကြီးနဲ့ပတ်သက်ပြီးတော့ယင်းနှိမ့်တမ်းမှုတွေမြုပ်နေတာမျိုးပြန်မပေါ်တာမျိုးလေးတွေတွေ့ရပါတယ်။တန်မိုးကြီးသော ပြည်စီများဝင်လာဖို့ရှိနေပါတယ်။ မိတ်ဆွေအပေါင်းတိတိရဲ့အကူအညီတောင်းပန်ကောင်းတွေအပြည့်အဝရပါလိမ့်မယ်။အိမ်နဲ့ပတ်သက်ရင်တော့နောက်ဆန်တင်းစရာဝေးကြီးကိစ္စလေးတွေကအစအပြောအဆိုလေးတွေမှာအမှားယွင်းလေးတွေဖြစ်တဲ့တည်းဒါကိုသတိထားပါ။စီမူသားချင်းရဲ့အပြည့်မြင်တာစီမူသားချင်းကကိုယ်သဘုတ်လီလွင်ပြောတာကိုခံရတဲ့ပိုင်းရန်အန်ဒီဆူဆူဝါအတိုက်ခိုက်လုံးဝမရှိပါဘူးရှင်။အခြေအနေနဲ့ပတ်သက်ပြီးတော့အင်မတန်မှမျက်နှာပွင့်နေတဲ့လူကြီးလူငယ်ပေါ်နေတယ် အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အိမ်တော်ဘက်ရဲ့ကုညီပံပိုးထောက်ပံ့မှုတွေရရှိစေမဲ့တပတ်တာပါ။ကျမကြီးနဲ့ပတ်သက်ရင်တော့ချူချာတက်တယ်။အဓိကကတော့ဓူးတွေကြိုက်ခဲတာ၊ခြေတုံးခြေတုံးတွေကြိုက်ခဲတာ၊ခြေထောက်တွေကြိုက်ခဲတာမျိုးခံရတဲ့တည်။အေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူး။ဘာကြောင့်လဲဆိုတော့ဗာလေးပဲလုံလိုက်လုံလိုက်ကိုလုံလိုက်တဲ့အရာလေးတွေမှာမောပန်းနွမ်းနေနေတာမျိုးတွေ့ရပါလိမ့်။ကနေပတ်သက်ရင်တော့အားနေတယ်။ဒုဗိမဲ့မဖြစ်မနေထီတိုးကန်ဆန်းခြင်းနဲ့ဆိုရင်တော့နှစ်တလုံးထီတိုးကန်ဆန်းလို့ရပါတယ်။ ငွေလိန်တူလိန်ခန်းတည်တယ်တောင်းတည်ထားပါနော်အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေရှင်ကုန်ပြီးကြည့်လိုက်တဲ့အခါစိုးဝါတဲ့ပူပန်မှုမျိုးတော့လုံးဝမတွေ့ရဘူးဒို့ပေမဲ့မိမိအနေနဲ့လောက်ကင်နဲ့ပတ်သက်ပြီးတော့အခွန်လန်းကောင်းလိုက်ပေါ်လာတဲ့အခါကျရင်ကိုယ့်ဘက်ကနေပြီးတော့အဆင်သင့်ဖြစ်ပြီဆိုတာနဲ့ဒီအခွန်လန်းကောင်းကိုလက်မလွတ်ခင်းနဲ့အရာမိကိုင်ပါနောက်ဆရာမကလည်းကန်နဲ့ပတ်သက်တဲ့အထောက်ပံ့ကောင်းရေရာလေးလေးပေးချင်ပါတယ်ဘုရုံသားမိချင်းမိချင်းများ တပတ်တာကန်ထောက်ပတ်ပြည့်စည်တဲ့ယေရီယာကမိမိနေငါဖျားမှာနွားနုသုံးခွက်လူတန်းချင်းဖြင့်ထက်ခဲနေတဲ့တပတ်တာပြည်လေသွားမိတို့တွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်23ရက်6လမှ29ရက်6လတပတ်တာကြာတာရိတာသမီးချင်းမိဆွေရင်အလုတ်ကင်ကနေစတင်ဟောပြောပြမှာပဲဖြစ်ပါလေရှင်ကြာတာရိတာသမီးချင်းမိဆွေအလုတ်နဲ့ပတ်သက်ပြီးတော့ကံအားကောင်းနေအလုတ်မှာအဆင်ပြေပြီအလုတ်နဲ့ပတ်သက်ပြီးတော့မင်္ဂလာသတင်းတွေကြားရတဲ့တည်တာမူကြီးတော့ပြည်စီထွက်တဲ့ယူဆိုင်ပါနော် မိစေပေါင်းတင်နဲ့ပတ်သက်ပြီးတော့ကြီးကေးသူတွေအခုညီကောင်းအထောက်ပံ့ကောင်းရရှိစေမယ့်တပတ်တာပါအိမ်နဲ့ပတ်သက်ရင်တော့ဆိတ်ရှုပ်စရာတစ်ခုပြီးတစ်ခုကြုံရတတ်တယ်။ပုံမှန်မှုလေးတွေလည်းကြုံရတတ်တယ်။ဘာမဟုတ်ဘဲနဲ့ကိစ္စရပ်တွေစကားပြောဆိုရတတ်တယ်။အိမ်ကိုကြောင်းပြုတ်ပြီးတော့ဆွေမျိုးသားချင်းစီကအခုကြီးပံ့ပိုးမှုလေးတွေထောက်ပံ့မှုလေးတွေရရှိစီမဲ့တပတ်တာပါ။ရန်အနေနဲ့တိုက်ခိုက်ရှိတဲ့တတိထားပါမိမိကိုမနာလိုတာမိမိကို ပြန်ဆိုင်နေတာမိမိကိုတိုက်ခိုက်နေတာเนาะအဲ့ဒီတိုက်ခိုက်တရားနေပြီးပိုပြီးကြီးထွားလာတာအဲ့တော့ကိုကဘာပဲဖြစ်ဖြစ်အမြဲတမ်းသွားရင်လည်းတတိဆိုင်ရင်လည်းတတိလာရင်လည်းတတိပေါ့အမြဲတမ်းတတိရှိနေရပါလေအချီးကြီးနဲ့ပတ်သက်ပြီးတော့ချစ်သူခင်သူတွေပေါ်နေတယ်မျက်နှာအယမ်းပွင့်နေတယ်ချစ်သူရဲ့အလိုလိုက်ခြင်းကိုလည်းရရှိစီမိအိမ်တော်ကြီးနဲ့ပတ်သက်ရင်အေးချမ်းသာယာတော့အိမ်တော်ကြီးလိုတွေ့ရပါလေကျမကြီးနဲ့ပတ်သက်ရင်တော့စူချူလုံးဝမရှိပါဘူးရှင် အေးချမ်းမှုငြိမ်းချမ်းမှုရောက်ရှိလာမဲ့တပတ်တာလို့တွေ့ရပါတယ်။ကံနဲ့ပတ်သက်ပြီးတော့ကံအလွန်ကောင်းပါတယ်။ထီတိုးကန်ဆန်းခြင်းနေဆိုရင်တော့ခုနှစ်တလုံးထီတိုးကန်ဆန်းလို့ရပါတယ်။ခရီးနဲ့ပတ်သက်တော့ကံများအရန်ကောင်းမွန်နေပါတယ်။ပြည်တွင်းရောပြည်ပရောခရီးကံတွေကောင်းနေပါတယ်။အလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာချုပ်ငုံပြီးကြည့်လိုက်တဲ့အခါမိမိကိစ္စမဟုတ်ပဲနဲ့သူတော်ဘာကိစ္စနဲ့ဂျောင်းဝင်ပြောဆိုရင်းနဲ့ပြည်တနာတစုံတရာဖြစ်တတ်ပါတယ်။အဲ့တော့အမှုခင်းလည်းဖြစ်တတ်တယ်ခင်ဗျဆိုင်ပါနော်။ ရှားသာဘေးသားသမီးချင်းမိတ်ဆွေတို့ရဲ့ကံထောက်ပံ့ဖြစ်စေတဲ့ရည်ရာကောင်းလေးဆရာမပေးချင်ပါတယ်။ရှားသာဘေးသားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရွက်ရမယ့်တပတ်တာရည်ရာက နေအင်းကဖျားမှာဒုမဟုတ်ဇီးဒီတဆူဆူမှာတကောနိုင်အဖြူရောင်ကိုလုံးပြူရန်ချင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည်နယ်သွားမိန်လို့တွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်23ရက်6လမှ29ရက်6လတပတ်တာတောင်းချာသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကံကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင် ောက်ကြသားသမီးချမိဆွေအလုံးနဲ့ပတ်သက်ပြီးတော့အတိုက်အခိုက်ကလေးတွေရှိနေတယ်သတိထားပါနော်မိမိကအလုပ်ကိုကိုရည်ရွယ်ချက်ရှိရှိနဲ့အလုပ်ကလေးတွေကိုအစီအပြောင်ဖန်တီးနေတယ်ဒါပေမဲ့ကပြက်ရပြက်လုပ်နေတဲ့သူတို့ရှိတယ်အဲ့ဒါကိုသတိထားစေချင်တယ်နော်တမူးကြီးတော့ပစ္စည်းများထွက်တတ်ပါတယ်ပျောက်တတ်ပါတယ်ပြုဆိုင်ပါနော်မိတ်ဆွေပေါင်းသင်းတွေရဲ့အထင်မြင်လွဲမောင်းမှုတွေခံရတတ်တယ်အမြင်မကြည့်တာတွေခံရတတ်တယ်ကိုကဘာလေးပဲပြောလိုက်ပြောလိုက်ကိုကအလေးမထားတာမျိုးအရေးမပေးတာမျိုးကြောင့်ရတတ်တယ်နော် ိမ်နဲ့ပတ်သက်ပြီးတော့နောက်ဆက်တင်းစရာပူပန်စရာတွေကိုတစ်ခုပြီးတစ်ခုကြုံရပါမယ်။ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့ဆွေမျိုးသားချင်းတွေကတည်င်းစုတွေကြားတက်တယ်ဥပမာဘယ်နေရာမှာဘာဖြစ်တယ်တို့နော်အလုံးနဲ့ပတ်သက်ပြီးအဆင်မပြေတာတို့အဲ့ဒါတွေကြားတက်တယ်နော်။စိုးရတဲ့ရန်အန်ဒီရဲ့တိုက်ခိုက်လုံးဝမရှိပါဘူးရှင်။အခြေအနေနဲ့ပတ်သက်ပြီးတော့မျက်နှာအလုံးပွင့်လန်းနေပါတယ်ချစ်သူခင်သူတွေပေါ်နေနေမိအိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အေးချမ်းတာယာတော့အိမ်တော်ကြီးတို့တွေ့ရပါတယ် ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့တစ်ခုပြီးတစ်ခုခြူချတတ်တယ်ဒီတစ်ပတ်တည်းမှာကိုစီးဥစည်းကံတွေပြရတဲ့ပါတယ် view ဆိုင်ပါအေးချမ်းချင်းရေးချမ်းချင်းရောက်ရှိလာမဲ့တပတ်တာပါဘလောက်ပဲခက်ခဲနေပါစေမိမိတီမိမိကိုယ်တိုင်အရင်ချင်းနဲ့လုံနိုင်ကန်နိုင်တဲ့ဒီမှာတွေ့ရပါတယ်ကံနဲ့ပတ်သက်ပြီးတော့ကံအားကောင်းပါတယ်ထီထူးကန်ဆန်းခြင်းနဲ့ဆိုတော့ကိုယ်တလုံးထီထူးကန်ဆန်းလို့ရတယ်။ခရီးနဲ့ပတ်သက်တဲ့ကိစ္စရများအစီအပြေချုံးမွေအောင်မြင်စေမယ်လို့တွေ့ရပါတယ်။ အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်ဆရာကြီးဂျုံကိုပြီးကြည့်လိုက်တဲ့အခါဘေးအရာကိုမှပူပန်မှုပူဆွေးမှုနော်နောက်တစ်ခုကကျတော့ခက်ခဲမှုလုံးဝမတွေ့ရဘူးမိမိမှာဘလောက်ပဲအခက်ခဲပဲဂျုံဂျုံဘလောက်ပဲအကျက်တဲပဲဂျုံဂျုံကိုကိုနိုင်ကအရေးချင်းရှိရှိနဲ့လှုပ်ဆောင်နိုင်တဲ့စွမ်းရည်ရှိတယ်လို့တွေ့ရပါတယ်ဒီတော့တောက်ကြသားသမီးချင်းမိတ်ဆွေတွေကံထောက်ပံ့ဖြစ်စေတဲ့တပတ်တာရည်ရည်အောင်ဆရာမပေးချင်ပါတယ်တောက်ကြသားသမီးချင်းမိတ်ဆွေပြုလုပ်ဆောင်ရမယ့်ရည်ရည်ကမိမိတီး အိမ်ဖျားမှာပဲဖြစ်ဖြစ်နီးစက်ရဇီးဒီမှာပဲဖြစ်ဖြစ်ခေါဆွေးကြော်တပတ်ကံလူတန်းချင်းဖြစ်ခက်ခဲနေတဲ့တပတ်တာပြည်တယ်သွားပြည်လို့တွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်23ရက်6လမှ29ရက်6လတပတ်တာစနီသားသမီးချင်းမစုရဲ့လုပ်ကံကနေစတင်ဟောပြောပြမှာပဲဖြစ်ပါတယ်ရှင်စနေသားသမီးချင်းမိတ်ဆွေအလုတ်ကံအရန်ကောင်းနေပါလိအောင်မြင်မှုတွေရရှိစေပေမိမိရဲ့လုံဆောင်ချက်တည်းအကောင့်တွေပေါ်နိုင်သလိုမိမိတည်းတကယ်လုံလိုက်တဲ့အခါမှာလည်းပဲထွန်းတောင့်ခြင်းဆိုတဲ့အရာလေးတွေ့ရပါတယ် တန်ဖိုးကြီးသောပစ္စည်းများဝင်လာဝေးရှိနေပါသည်မိစေပေါင်းတဲ့ပတ်သက်ရင်တော့မိမိကိုအပြစ်မြင်တာအပြစ်ပြောတာလေးတွေသဘုတ်လေးတွေပြောတာလေးခံတတ်ပါသည်အိမ်နဲ့ပတ်သက်တဲ့အိစရရများအစီအပြေမဲ့အောင်မြင်မဲ့စီစဉ်တကြနေလေးအစီအပြေသွားနေမယ်နော်ဆွေမျိုးသားချင်းနဲ့ပတ်သက်ရင်တော့အာယုံနောက်ဆရာလေးကြုံရတတ်ပါသည်ရန်တက်ခဲ့ရှိတယ်မနာလိုတဲ့သူတွေရန်ပေါ်နေတယ်သတိထားပါနော်အချီနဲ့ပတ်သက်ပြီးတော့ချစ်သူရဲ့လိမ့်လေတာတွေခံရတဲ့တင် အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အောက်လက်ငယ်သားဒါမှမဟုတ်သားသမီးတွေကြောင့်အရင်စိတ်ကုံရတာစိတ်ပြရတာမျိုးဖြစ်တတ်တယ်။ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ဘယူးစိတ်ပါချူချာတတ်တယ်ဖြစ်လိုက်ပြီဆိုရင်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့အမြင်နဲ့ကြိုက်ခဲတာခန္ဓာကိုယ်ကြီးနာကျင်နေတာကိုယ်ကြီးလက်တင်မအီမသာဖြစ်တာအဲ့ဒါလေးခံရတတ်တယ်ဘယူးစိတ်ပါနော်။အေးချမ်းမှုငြိမ်းချမ်းမှုမရှိသေးဘူး။ဘာကြောင့်လဲဆိုတော့ကိုကအလုပ်နဲ့ပတ်သက်ပြီးတော့အရန်ကန်ကောင်းနေတဲ့အလုပ်ကိုလည်းပဲကိုကတောင်းလျှောက်နေလုပ်နေတယ်။ အဲ့တော့အလုတ်ကလည်းအရင်ပြင်မန်းတာတစ်ဖက်နောက်တစ်ဖက်မှာပဝင်းကျင်နဲ့ပတ်သက်တဲ့ကိစ္စရဲ့ကလေးတွေမှာနည်းနည်းလေးဟိုရှင်းရတင်းရပြောဝဆိုရတဲ့အခက်ကလေးရှိတဲ့တည်းကံနဲ့ပတ်သက်ပြီးတော့ကံအားနေတယ်သူ့ပြင်မဲ့ထီထိုးကန်ဆန်းကျင်နေဆိုရင်တော့၃တလုံးထီထိုးကန်ဆန်းလို့ရပါတယ်ခྱི་ကိစ္စတွေကောင်းနေပါလေမိမိအနေနဲ့ခྱི་ကိစ္စစကားပြောဆိုရပြီဆိုရင်တော့ကိုမတော်ရရင်တော့သူများအထွေပြောဆိုတဲ့အခါမှာအစီအပြေပဲတစ်ဖက်တာလို့မြင်ပါတယ် အခုနဲ့ပတ်သက်ပြီးတော့ပူပန်းဆရာကြီးဂျုံတို့ပြီးကြည့်လိုက်တဲ့အခါဘလို့အချက်တဲမျိုးပဲဂျုံလာဂျုံလာဘလို့အခဲခဲမျိုးပဲဂျုံလာဂျုံလာမိမိကအရာအလုံးကိုစိတ်အေးချမ်းသာစွာနဲ့ဖြည့်ရှင်းနိုင်တဲ့ပုံပုံဆိုရင်တော့တေချာပေါ့ဒီတပတ်တာမှာအရာအလုံးမိမိတီးလုံဆောင်ချက်တွေကောင်းမွန်ပြီးတော့မှအေးအေးချမ်းချမ်းလေးနဲ့ဖြည့်ရှင်းရမယ့်တပတ်တာလို့မြင်ပါတယ်။စနေသားသမီးချမိတ်ဆွေတွေကံထောက်ခံဖြစ်စီတဲ့ရေရာကောင်းလေးချမ်းမွန်ပေးကြပါတယ်။စနေသားသမီးချမိတ်ဆွေ မိမိအနေနဲ့တပတ်တာပြုလို့ဆောင်ရွက်မဲ့ယေရီယာကအတိတ်ထံကိုပဲဝင်ခိုင်းတာပါအဲ့တော့အတိတ်ထံကကြတော့နေ့စဉ်တန်ဖို့တွေကိုပုံမှန်6កောက်6កောက်ပေါ့နော်ဒါနိုင်နေဆိုရင်6កောက်6កောက်ပေါ့အဲ့တော့ရွတ်ဖတ်ပူဇော်ခြင်းဖြင့်ခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်လည်သွားမယ်လို့တွေးရပါတယ်ရှင်